ဇလန်းလေးကိုတော့မိုးတဲထန်သွားရွာသွင်းပြီးလျက်စီးတွေပြင့်နေတဲ့ညမှာမောင်မဲလုံးတို့ရမ်းကြောက်နေကလေးမလေးနဲ့တမီးလေးစီဖျောင်းနိုင်မီးမြန်ထုံးပြီးတော့တွက်လက်တဲ့ခြေလန်းတွေနဲ့ရှောက်သွားနေတဲ့သူ့ရဲ့အမေနဲ့အစပြုထားပါလေကလေးမလေးကကြောက်လွန်းအားကြီးလာကြောက်သူ့ရဲ့အမေကိုတဖွာဖွာခေါ်ပြီးသူ့ရဲ့ဂရင်းပေါ်မှာလာနေခိုင်းပါလေအဲနောက်ကြောက်စိတ်တွေပြေစေဖို့ပုံမြင်တပုတ်လောက်ပြောပြပေးဖို့မိခင်နဲ့ပူဇော်ပါတော့တယ်အမေဖေးသူကလည်းတမီးလေးရဲ့တောင်းဆိုချက်ကိုတုံဆိုင်မနေပဲချက်ချင်းဆိုသလိုရှင်သေးပုံမြင်ပြောပြမယ်လို့ဆိုလိုက်တဲ့အခါ ။တမီးလေးကလည်းသဘောတူတာကြောင့်တောထဲမှာတောပြင်ဖြစ်တဲ့ချင်းသေးကြီးတကောင်ရဲ့အကြောင်းကိုပြောပြပါတော့တယ်။ချင်းသေးကြီးကတောပြင်ပြီးသားစွာနဲ့သူ့ရဲ့တောအုပ်ကိုလုံချောင်းဆောက်ရှောက်ကြောင်းသူ့ရဲ့တောမှာနေကြုံပြီးတော့လာတိုက်ခဲ့တဲ့ခွေးအားလေးကောင်ကိုပြန်တိုက်ခိုက်တဲ့ကြောင်းချင်းသေးကြီးကရဲစွမ်းတတ်တိနဲ့ပြေစုံနေကြောင်းချင်းနေပုံပြင်ကိုပြောပြနေပါတော့တယ်။တမီးပြေသူကလည်းစိတ်ဝင်စားနဲ့နားထောင်နေတာပါ။တမမလည်းရက်ွက်လမ်းကြားအတွင်းမှာရှိတဲ့ရက်ဆိုင်တစ်ဆိုင်မှာလူတအုပ်စုဟာသူတို့ရဲ့ဒူးဆိုင်မှုတစ်ခုတရားဥပမာပေါ့လျော့စေဖို့ လူတယောက်နဲ့ဖုန်းဆက်သွယ်ပြောဆိုနေပါတယ်။ခနာကြဆိုင်ဝေဒါကောင်လေးကမိုးချုံနေလို့ဆိုင်ပိတ်ချင်းဖြစ်ကြောင်းအဲ့ဒီလူအုပ်စုကိုပြန်ဖို့အချိန်သိမ့်ဖြစ်ကြောင်းတလေးစားနဲ့လာပြီးတော့တောင်းဆိုပါတယ်။ဒါပေမဲ့အဲ့ဒီအုပ်စုတွေကတပည့်လို့ထင်ရတဲ့လူတယောက်ကနေပြီးတော့ဝေဒါလေးကိုသူ့ဆရာဘာလုပ်လဲဆိုတာမသိဘူးလားဆိုပြီးဂတ်တင်းနေမဲ့ပြန်ပြောလိုက်ပါတယ်။အဲ့ဒီခါမှဆရာဆိုတဲ့လူကလည်းဆိုင်ရှင်ကိုသူ့နာမည်ပြောပြီးတော့သူတို့ကလွဲရင်ဆိုင်ထဲကလူအားလုံးကိုပြန်ခိုင်းတဲ့ကြောင်းအမိန်ပေးတဲ့ပုံစံနဲ့ထပ်ပြီးတော့ပြောလိုက်ပါတယ်။ဝေဒါလေးကလည်းကြောက်ကြောက်လန့်လန့်နဲ့ပဲအဲ့ဒီအုပ်စုရဲ့ ညာနေချင်းဆိုင်ဝိုင်းမှာထိုင်းတဲ့အမျိုးသားတယောက်စီရှောက်သွားပြီးတော့အရှိကအုပ်စုကိုပြောခဲ့တဲ့အချိန်နောက်ကျနေဖြစ်လို့စိုင်ပိတ်ချင်းတဲ့အကြောင်းကိုပြောလိုက်ပါလိမ့်။ဒါပေမဲ့အဲ့ဒီအမျိုးသားကတော့ဝိတ်တာလေးပြောတဲ့စကားကိုအရေးလုံးဟန်မပြခဲ့ပါဘူး။ဒါပေမဲ့ညာနေချင်းဆိုင်ဝိုင်းလူအုပ်စုတွေကခေါင်းဆောင်လူကအမျိုးသားကိုထွက်သွားဖို့ထပ်ပြီးတော့ပြောခဲ့ပါလိမ့်။အဲ့ဒီမျိုးသားကလည်းထိုင်နေတဲ့ဝိုင်းဟန်ထလာပြီးတော့ထွက်သွားတင်တာသူမဟုတ်ပဲတဖက်ကအုပ်စုဖြစ်ကြောင်းပြန်ပြောပြီးတော့အချိန်လေးကတင်းမာလာခဲ့ကြပါလိမ့်။အဲ့ဒီအချိန်မှာခေါင်းဆောင်ဒီလူဘသူလဲလို့မေးလိုက်တော့ဒီမျိုးသားဟာ SI တယောက်ဖြစ်ကြောင်း တပည့်တယောက်မှအနားတိုးကပ်ပြီးတော့ဖြေးပါတယ်။ဆရာဖြေးသူကလည်းဒီလို SI ဆိုရင်သူ့ထက်မြင့်တဲ့ယာရုရှိသူစီဖုန်းဆက်မယ်ဆိုပြီးတော့သူနဲ့ခုနကဖုန်းဆက်သွဲပြောဆိုနေတဲ့အမျိုးသားရဲ့အထက်ယာရှိတယောက်စီကိုဖုန်းခေါ်ခဲ့ပြီးဒီဘက်မှာရဲတယောက်သူ့ကိုလာရှုံနေကြောင်းပြောလိုက်ပါတယ်။အဲနောက်အမျိုးသားနဲ့တစ်ဖက်ဖုန်းထဲကယာရှိကိုတိုက်ရိုက်ဖုန်းပြောစီပါတယ်။ယာရှိကအဲ့ဒီမျိုးသားကိုတောင်းဝန်ချင်းပြီးဆုံးဖြစ်ကြောင်းနဲ့တပတ်အုပ်စုကိုမနှက်ပြန်မဲ့တရားခွင်တင်တော့မှဖြစ်လို့ဒီတိုင်းပြန်လာခဲ့ဖို့ပြောပါတယ်။အမျိုးသားမှလည်းခေသူတော့မဟုတ် သူ့ရဲ့အရာရှိကိုသူမပြန်ကျေသေးပဲသူ့လောက်သူဆက်လုပ်မှာဖြစ်ကြောင်းခန့်မှန်မှာပဲပြန်ပြောလိုက်ပါလိမ့်အမျိုးသားနဲ့အရာရှိဖုန်းပြောနေစဉ်တွေ့မှာပဲတပတ်အုပ်စုကနေပြီးတော့အဲ့ဒီမျိုးသားကိုမခံချင်းစားစကလုံးမျိုးစုံနဲ့ရီမုံလောင်ပြောင်ကြပါလိမ့်အမျိုးသားမှလည်းဒေါသကိုမထိန်နိုင်တော့ပဲအနီးနားရှိပလင်းတစ်လုံးနဲ့ခေါင်းဆောင်ဆိုသူကိုရိုက်ချလိုက်ပါတော့တယ်သူတို့ရဲ့ရက်ဆိုင်လမ်းကြားလေးထဲမှာတော့ဇိုင်ထဲမှာရံဖြစ်နေကြပြီဖြစ်ကြောင်းတယောက်နဲ့တယောက်ဆင်းဆင်းပြောရင်းဇူညံသွားပါတော့တယ် ဖုန်းတွေကရာရှိလဲတစ်ဖက်မှာစူညံလုံးတာကြောင့်ဘလို့ချင်းနေဖြစ်နေပြီလဲဆိုတာမေးပေမဲ့အမျိုးသားတော့တစ်ဖက်အုပ်စုအဖွဲ့တွေကလူချင်းချင်းပြဿနာတက်နေရမလို့သူပဲရှင်းမိလိုက်မယ်ဆိုပြီးဖုန်းကိုချလိုက်ပါတော့တယ်။အဲနောက်တစ်ဖက်အုပ်စုတွေကခေါင်းဆောင်နဲ့တယောက်မကြံကိုအမှုကိုအမှန်တိုင်းပဲဖြစ်စီရမယ်လို့ပြောပြီးတော့သူ့ကိုမတယောခဲ့တဲ့ကြောင်းနဲ့သူ့ရဲ့လက်သုံးစကားတိုင်းမင်းတို့ကိုချိန်မွားပြစ်မယ်ဆိုပြီးတော့ကျင်းမွားကအာရအောင်ကြိုက်နှက်ပညာပေးပြီးတော့အိမ်ကိုပြန်လာခဲ့လိုက်ပါတော့တယ်။ရဲဝင်တဲ့အင်အားတွေကခန်းတစ်ခုမှာရုပ်ရှင်ကြည့်ပြီးတော့ရီမောနေသူကတော့ လူစိုးတွေကိုပညာပေးခဲ့တဲ့အမျိုးသားရဲ့တပည့်နေရင်းတူပဲဖြစ်ပါတယ်။ရုပ်ရှင်ကြည့်နေတဲ့ဆရာပြန်လာတာကိုတွေ့တော့ကောက်ခါငင်ကပဲထသွားလိုက်ပြီးဆရာတယောက်တည်းပြန်လာလို့ရဲစခန်းမှာပြဿနာရှိခဲ့သလားဆိုတာနဲ့မနက်ဖြန်တရားခွင်တရားမယ်တန်တရားရှိသူတရားခန်းတို့အကြောင်းကိုမေးပါတော့တယ်။အဲ့ဒီမျိုးသားကလည်းစစ်ဆေးမှုကလက်ထိုးငွေယူထားတာကြောင့်တန်တရားရှိသူကိုချက်ချင်းမဖမ်းမဲလွှတ်ထားတာမို့လို့သူအခုလိုဝင်ပါခဲ့ရကြောင်းအမှုတိုင်းကအမှန်တိုင်းဖြစ်တဲ့ကြောင်းရှင်းပြပြီးတော့တပည့်ဖြစ်သူအားပြန်ခိုင်းလိုက်ပါတော့တယ်။ အဲ့ဒီမျိုးသားကတော့တခြားသူမဟုတ်ပဲယောသားဖြောက်မှတ်ပြီးတော့ပြည်သူပေါ်တစ္ဆာရှိတဲ့ SI ရာထူးရဲ့အရာရှိပါရီပဲဖြစ်ပါတယ်။ဇလန်ဆာမှာပြထားတဲ့တာမီဟာသူ့ရဲ့ဇနီးနဲ့တမီးလေးဖြစ်ပါတယ်။အမေဖြစ်သူတမီးလေးကိုပြောပြတဲ့ပုံမြင်တဲ့ကချင်းသေးကြီးကလည်းသူ့ရဲ့အမျိုးသားရဲ့အရာရှိပါရီကိုကြီးညွှန်းပြီးပုံမြင်ဇလန်ဖြစ်နေပြောပြခြင်းပဲဖြစ်ပါတယ်။အဲလိုနဲ့အိမ်ထဲကိုဝင်လာတဲ့တပြိုင်နက်အရာရှိပါရီရဲ့ခြေဇနီးလေးဟာသူ့ယောက်ျားကိုအနမ်းလေးတစ်ပွင့်နဲ့ဂျိုးဆူလိုက်ပါတယ်။အဲ့ဒီချိန်ကောင်းလေးမှာတမီးလေးရဲ့မေမေးဆွဲခေါ်တဲ့ကြောင့်ဇနီးနဲ့အရာရှိဟာ ။သမီးလေးရှိဟာခန်းစီကိုပြေးဝင်သွားကြပါလိမ့်။အဖေနဲ့မိအခန်းထဲရောက်တဲ့အခါသမီးဖြစ်သူမှာပုံမြင်ပြောပြပြီးချော့သိပ်ပေးဖို့သူ့အဖေစီကိုပူဇော်ပြန်ပါလိမ့်။အရာရှိမှလည်းဇနီးဖြစ်သူကိုလွှဲချမယ်။သမီးလေးမှာအမေပြောတဲ့ပုံမြင်တွေဟာပြင်းစရာကောင်းကြောင်းနဲ့အဖေပြောပြတာကသာနားထောင်ခြင်းနဲ့ကြောင်းကြီးကြတော့မတက်တာတော့ပဲပြောပြလိုက်ရပါတော့လေ။ပုံမြင်လေးရဲ့အစမှာလိပ်ပြလေးနဲ့ပဇင်းလေးဆိုပြီးအရာရှိကအစချီပြီးတော့ပြောပါလိမ့်။ပုံမင်းဆိုမြဲသူနဲ့သူဇနီးချစ်ဇလန်းလေးကိုပုံမြင်ဖြစ်ပုံဖော်ပြီးတံမီးဖြစ်သူကိုပြောပြနေတာပါ ဒီညမှာပဇင်းလေးကတော့သူလေးပြားလေးကတော့သူဇနီးဆိုပြီးရည်ရွယ်ထားတာပါအရာရှိပါရီအလုံသွားမဲ့လမ်းမှာဖုန်းတစ်လုံးကဝင်လာခဲ့ပါတယ်ဖုန်းနံပါတ်အစိမ်းဖြစ်ပြီးတော့တစ်ဖက်ကသစိမ်းမျိုးသမီးကသွေးလူခံလို့ကြောင်းနေသူမရဲ့အမေအတွက်အိုသွေးလူတာမဟုတ်လို့လူဖို့သဘောတူရင်လာခဲ့ဖို့ဈေးုံလိပ်စာကိုပါပေးလိုက်ပါတယ်အရာရှိလည်းကုညီဂျင်စောနဲ့အမြန်မဲ့ဈေးုံကိုသွားပြီးတော့သွေးလူခဲ့လိုက်ပါတယ်အဲနောက်အလုပ်ကိုပြန်သွားပြီးတော့ရဲစခန်းကိုဝင်ပါလုံးဖောက်ကိုင်းမဲ့တုံးနဲ့ဆုံးတော့အချင်းချင်းနှုတ်ဆက်လိုက်ကြပြီးအရာရှိပါရီယာသွေးလူပြီးတော့သူပြန်လာကြောင်းပြောလိုက်တော့ တပတ်ရာရှိရလဲသူလဲသွေးလူခံတဲ့ဖုန်းကိုရခဲ့ကြောင်းနောက်ပြီးတော့ဒီလောမှာအခုလိုမျိုးလိန်ညာပြီးတော့လူခံကရလာတဲ့သွေးတွေကိုရောင်းစားနေကြောင်းပြောလိုက်တော့အရာရှိပါရီလဲအနေငယ်တွေ့ဝေသွားပါတော့တယ်အလူခံမို့ဝင်လာတဲ့ဖုန်းနံပါတ်ကိုတိုက်စစ်တော့တလုံးနဲ့ဖြစ်နေပြီးတပတ်ရာရှိကိုအလူခံတဲ့သွေးက AB သွေးဖြစ်နေမှာမဟုတ်လို့အရာရှိပါရီလဲလူလိန်စွာတေးတာပြီးဆိုပြီးတော့သွေးလူခဲ့တဲ့ဈေးရုံကိုပြန်သွားလိုက်ပါတယ်ဈေးရုံရောက်တော့သူလူခဲ့တဲ့လူနာနဲ့နောက်အရာရှိကိုလူခိုင်းတဲ့လူနာနဲ့လူတယောက်စီဖြစ်နေတယ်ဆိုပြီး သွေးလူခံမှုခေါ်လာတဲ့ဖုန်းကိုပြန်ဆက်ပြီးတော့ယခုလိုလိမ်မစားတင်ကြောင်းဒီလိုလောက်တာကိုလုံးဝမကြိုက်ကြောင်းစိတ်ဆိုးပြီးတော့အော်ဟစ်ပြောဆိုပါတော့တယ်တပတ်မိန်ကလေးကတော့အရာရှိအထင်လွဲနေတာဖြစ်ကြောင်းနဲ့သူ့သိခါအောင်မစော်ကားဘူးပြောပေမဲ့အရာရှိပါရီယာလက်မခံပဲပြောချင်အောင်ပြောပြီးတော့ဖုန်းချပစ်လိုက်ပါတော့တယ်ဈေးအောင်အောက်ကိုရောက်ပြီးကောင်တာနတ်စမောက်ကိုသူတို့စီသွေးလူခံတဲ့လူနာတွေအကြောင်းမေးတော့မှဒီလူနာနှစ်ယောက်ဟာဖုန်းဆက်အလူခံပေးသူမတ်တူဆွဲမိန်ကလေးရဲ့စောင့်ရှောက်မှုကိုခံနေရကြောင်းအဲ့ဒီမိန်ကလေးမှာစိတ်ထားအရန်ကောင်းပြီးတော့မိသားစုမရှိတဲ့လူနာများအတွက် တောင်းဝင်ယူပေးနေတဲ့သူဖြစ်ကြောင်းမိန်းကလေးမှာအပြစ်မရှိကြောင်းအမှန်တကယ်သိရတော့မှဖုန်းနဲ့ဆွဆွဲပြောဆိုပြီးတော့မှားဝင်ထားသမျှကိုအာနာမိသွားကအဲ့ဒီမိန်းကလေးရဲ့လိပ်စာကိုကောင်တာနေတောင်းပြီးတော့မိန်းကလေးရှိတဲ့နေရာထိသွားကလူချင်းတွေ့ပြီးတော့တောင်းပန်ခဲ့ပါတယ်အစားပိုင်းကတော့ယာရှိပါရီနဲ့မိန်းကလေးကြားမှာကရောက်ကစားအနေငယ်ရှိခဲ့ပေမဲ့နောက်တော့အဆင်ပြေသွားကြပါတယ်အဲ့နောက်မှာမိန်းကလေးကယာရှိပါရီကိုမနက်ကသွေးလူပေးထားတာမလို့ပြောရေးတစ်ခွက်လောက်တိုက်ချင်ပါတယ်ဆိုရယ်ကမ်းလန်းချက်ကိုယာရှိဘက်ကသဘောတူခဲ့ပါတယ် အဲဒီကနေစပြီးတော့ရာရှိပါရီနဲ့မတ်ဒူတို့ဟာအကြောင်းမျိုးပြပြီးတော့ခဏခဏတွေးပြကြရင်တန်ဟောစင်တွေတိုးကရှစ်သူတွေဖြစ်သွားပါတော့တယ်။နေအောင်စလုံးကစိတ်သဘောထားဖြူစင်သူတွေမဟုတ်လို့အတွဲညီနဲ့သူတို့ရဲ့အခြေရေးလေးဟာအစဉ်ပြေနေခဲ့ပါတယ်။တယောက်နဲ့တယောက်ဖုံးကွယ်ထားမျိုးလည်းမရှိပဲပွင်လင်းတဲ့ဆက်ဆံရေးမျိုးရှိလာခဲ့ကြပါတယ်။ရာရှိပါရီကလည်းသူဟာမိဘမဲ့တယောက်ဖြစ်ကြောင်းပြောပြပြီးတော့သူနေခဲ့တဲ့မိဘမဲ့ဂေဟာကိုပါခေါ်သွားခဲ့ပါသေးတယ်။အချိန်တခုကြာလာတဲ့အခါမှာတော့တယောက်နဲ့တယောက်လက်ထပ်ဖို့ဒီပါရည်ရွယ်ထားကြတာမဟုတ်လို့ လက်ထပ်ဖို့အတွက်ရာရှိပါရီကိုတိုင်းမတ်တူရဲ့အဖေထံသွားပြီးတော့ခွင့်နှောင်းခဲ့ပါလိမ့်။ဒါမဲ့ကန်ဆိုးစွာနဲ့အဖေကတော့ no ပါလိမ့်။ရာရှိပါရီလည်းဖေဖြစ်သူသဘောမတူလဲသူနည်းသူဟန်တဲ့သူမတ်တူကိုခေါ်ထုတ်ပြီးတော့ယောက်ျားလေးဘက်ကအတိမိတ်ဆွေနဲ့ငယ်နေတဲ့မင်္ဂလာပွဲကိုရအောင်ကျင်းပခဲ့ပါလိမ့်။မတ်တူရဲ့မိဘတွေကတော့ဒီမင်္ဂလာပွဲကိုလက်မခံတာမဟုတ်လို့လုံးဝမတက်ရောက်ကြပဲသမီးဖြစ်သူကိုပါဆုံးလို့ပြစ်လိုက်ကြပါလိမ့်။ရာရှိပါရီနဲ့မတ်တူတို့ကတော့သမီးစားပွားမှာနေမဟုတ်ပဲ။ လက်ရှိတမီးလေးရတဲ့အထိကိုပျော်ရွှင်ချမ်းမြေစရာကောင်းတဲ့မိသားစုဘဝလေးကိုဖန်တီးပြီးတော့နေထိုင်ပိုင်ဆိုင်နိုင်ခဲ့ကြပါလိမ့်။တဲမှာတော့မဒူဝါပါရီထံကိုခွင်တောင်းပါလိမ့်။သူမရဲ့မိဘတွေဟာသူမတို့ကိုခွင်လွှတ်လိုက်ပြီးဖြစ်ကြောင်းနဲ့အခုသူမညီမလေးရဲ့ဆေးဆက်ပွဲအတွက်သူမရဲ့အဖေကိုယ်တိုင်ကသူတို့မိသားစုကိုပွဲတက်ဖို့ဖိတ်ကြားတဲ့ကြောင်းဝမ်းသာအားပြောပြပြီးတော့သူမသွားခြင်းတဲ့အကြောင်းကိုပြောလိုက်ပါလိမ့်။မျိုးသားဖြစ်သူပါရီကလည်းတေချာစီဖို့အတွက်ရောက်ခမထံဖုန်းဆက်မေးပြီးတော့သူတို့မိသားစုညနေမှာလာခဲ့မှာဖြစ်တဲ့အကြောင်းကိုလှမ်းပြီးတော့ပြောလိုက်ပါလိမ့်။ အဲနောက်ပါရီယာမတ်တူးကိုသူပြန်လာချိန်ဤဆောင်ပြီးတော့မိသားစုအတူသွားဖို့ပြောခဲ့ပြီးအလောက်ကိုထွက်လာလိုက်ပါတယ်အလောက်ကိုရောက်တော့ဟိုနေ့ရက်ဆိုင်မှာသူနဲ့ပြဿနာဖြစ်ခဲ့တဲ့တန်တရားရှိတရားခန်းဆိုတဲ့လူကိုတရားခွင်တရားမနေ့ဖြစ်နေလို့ရန်ကိုအလောက်ရှုံနေခဲ့တာပါရုတ်တရက်ဆိုတော့လူအုပ်ကြားထဲမှာလူတယောက်ကရဲရဲလက်ထဲကနေပဲတန်တရားရှိတရားခန်းဆိုတဲ့လူကိုအလစ်ဝင်တိုက်ခိုက်ပါတယ်တန်တရားတရားခန်းမှာအဲ့လူလက်ချက်ကြောင့်စုံပါသွားပါတယ်ရာရှိပါရီလက်ဇနီးဖြစ်သူစီကိုချက်ချင်းဖုန်းဆက်ကယုံမာဖြစ်နေတာကိုရှင်းပြပါတယ် နောက်ပြီးတော့သူ့ကိုမဆောင်မဲသွားနှိမ့်မှုနဲ့ကိစ္စတွေပြီးမှသာသူကလိုက်လာတော့မှဖြစ်တဲ့အကြောင်းကိုပြောလိုက်ပါတယ်။နောက်ပြီးတော့ယာရှိပါရီလည်းတန်တရားတရားခံအတွက်နောက်ထပ်တန်တရားတရားခံကိုခံမန်းကအထက်ယာရှိရဲ့ဘုရားပေးမှုတွေနဲ့အတူချက်ချင်းဆိုသလိုခက်ခက်ခက်လိုက်ဖမ်းရပြန်ပါသေးတယ်။ဒါမှမဟုတ်လည်းမတူဟာသူ့မိဘအင်ကိုရောက်နေပါပြီ။အမျိုးသားအလုပ်ရေးကြီးနေလို့ညနေမှလိုက်လာမှဖြစ်ကြောင်းပြောပြီးတော့မတွေ့ရတာကြားတဲ့မိသားစုဝင်တွေနဲ့လွမ်းတဲနေပါတယ်။သူမရဲ့သမီးလေးနဲ့လည်းတိမ်လုံးကိုမိတ်ဆက်ပေးနေခဲ့ပါတယ်။ သူဖေးစီသွားပြီးတော့မွေမြဲနဲ့ခွင်းလုံးမှုကိုတောင်းခံပေမဲ့အဖေပြေသူကတော့တိတ်ပြီးတော့စိတ်ပြေပုံမရသေးပါဘူး။မတူလဲဖားခင်ရဲ့စိတ်ကိုသိတာမလို့စကားဆက်မပြောဘဲရှောင်နေလိုက်ပါတော့တယ်။တပတ်မှလည်းရာရှိပါရီကလည်းတရခန်စိတ်ကိုတွေးဖို့အတွက်ခက်ခဲခဲနဲ့အစဉ်စဉ်ရှာဖွေပြီးနောက်ဆုံးမှတရခန်ကိုဖမ်းမိပြီးတော့ဂရီတိုင်းအထက်လူကြီးတွေလက်ထဲကိုအံ့နိုင်ခဲ့ပါတယ်။ကိစ္စရဲအားလုံးပြီးသွားတဲ့အခါညအတော်လေးမိုးချုပ်နေပါပြီ။အမျိုးသမီးဖြစ်သူမတူစီဖုန်းဆက်ဖို့လှုပ်လိုက်တဲ့အချိန်မှာတော့မတူဟာသူ့မျိုးသားစီကိုဖုန်း26ခါခေါ်ထားခဲ့တာပါ။ အရာရှိကတော့တရားခံဖမ်းနေတဲ့အချိန်မို့လို့အမျိုးသမီးရဲ့ဖုန်းတွေကိုမကင်ပြစ်ခဲ့ပါဘူး။ဒီလိုချက်ချင်းပဲဖုန်းပြန်ခေါ်လိုက်တဲ့အချိန်မှာတော့အမျိုးသမီးကသူပြန်လာပြီဖြစ်ကြောင်းတမီးလေးကိုတော့သူမိဘအိမ်မှာခဏထားခဲ့ကြောင်းကိုပြောလိုက်ပါတယ်။ရာရှိကလည်းသူအလုံးလုံးနေချိန်မို့လို့ဖုန်းမကင်မိတာကိုရှင်းပြပြီးသူအချိန်မီမလာနိုင်ခဲ့တာကိုဇနီးထံမှာတောင်းပန်လိုက်ပါတယ်။သူလည်းပြန်လာရင်မို့လို့ရောက်နေနေရာမှာစောင့်နေပြီးတော့သူလာကြိုပေးမယ်လို့ပြောပေမဲ့ဇနီးပြည်သူမတူကသူတို့ရဲ့ရှိနေတဲ့နေရာအကွာအဝေးကဝေးလွန်းတာမို့လန်တဝက်ကိုသူလာခဲ့မှာဖြစ်တဲ့ကြောင်းယောက်ျားလည်းလန်တဝက်လောက်ကနေစောင့်နေခိုင်းပြီးတော့ ယောက်ျားဖြစ်သူစီသူမ၃ဘိန်းငှားပြီးတော့လာခဲ့မှာဖြစ်ကြောင်းပြီးမှနှစ်ယောက်တူတူပြန်ကြမယ်လို့ပြောပြီးတော့စောင့်နေခိုင်းလိုက်ပါတယ်။ယာရှိပါရီလည်းဇနီးရဲ့စကားတိုင်းနှစ်ယောက်ချိန်ထားတဲ့နေရာမှာတွားပြီးတော့စောင့်နေခဲ့ပါတယ်။ချိန်တော်ကြောင်စောင့်နေမဲ့ဇနီးဖြစ်သူမတ်ဒူကရောက်မလာခဲ့ပါဘူး။ယာရှိပါရီလည်းဇနီးမတ်ဒူစီဖုန်းဆက်တိုက်ခေါ်ခဲ့ပြီးမယ်ဖုန်းပိတ်ထားတာကြောင့်စိတ်ပူပြီးတော့ဖုန်းဆက်သွဲရာတုန်းကဇနီးဖြစ်သူပြောတဲ့ကားကိတ်နဲ့တခြားနေရာအနှံ့မှာအသေးအံကိုလိုက်ရှာပါတော့တယ်။နေရာတော်ဆုံသွားပြီမဲ့ဇနီးဖြစ်သူကိုရှာမတွေ့ခဲ့ပါဘူး။ ဲ့ချိန်မှာပဲတပည့်ဖြစ်သူနေရင်းထံကနေဖုန်းဝင်လာပါတယ်။ရေကြီးကိစ္စဖြစ်တာကြောင့် inspector ကိုတိုင်ခေါ်တာမဟုတ်လို့တောင်ကုန်းကြီးရေကန်နာကိုချက်ချင်းလာမှာဖြစ်တဲ့အကြောင်းကိုပြောပါတယ်။ရာရှိပါရီလည်းညင်းမြရတဲ့ဆုံးစတိဖြစ်သူကိုရှာတာခဏရက်ပြီးတော့သွားလိုက်ရပါတော့တယ်။တောင်ကုန်းကြီးရေကန်နာကိုရောက်တော့အချိန်လေးကနေငယ်ထူးဆန်းနေတာပါ။တပည့်ဖြစ်သူနေရင်းနာသွားပြီးတော့အချိန်လေးကိုမေးမယ်ဘာမှမပြောဘဲလိုက်ကြည့်ဖို့ပဲပြောပါတယ်။ဂုံမုံတက်လိုက်တော့တေဆုံးနေတဲ့ယောက်ျားနဲ့မိန်းမအလောင်းနှလောင်းကိုတွေ့လိုက်ရပါတော့တယ်။ရာရှိပါရီကအံအားသင့်နေတဲ့အမျိုးသမီးလောင်းကိုကြည့်လိုက်တဲ့အခါမှာ သူ့ရဲ့ပျောက်ဆုံးနေတဲ့ချစ်လာသွားသောဇနီးမတ်တူဖြစ်နေကြောင်းကိုသိလိုက်ရပါတော့တယ်။ရာရှိပါရီကလည်းထိတ်လန့်အံ့ဩစိတ်တွေနဲ့တူဝမ်းနေစွာငိုကြွေးရင်းနဲ့ဇနီးဖြစ်သူအလောင်းကိုတင်းကျပ်စွာပွေဖက်ထားလိုက်ပါတော့တယ်။နောက်တရက်မှာဇနီးဖြစ်သူဇာပနာပွဲကိုကျင်းပနေပါတယ်။ရာရှိပါရီစကားတစ်ခွန်းမှမပြောနိုင်အောင်တိတ်ဆိတ်ပြီးတော့သူ့ရဲ့မျက်ဝန်းမှာဝမ်းနေကြေကွဲမှုနဲ့တူဇနီးတဲ့တေဆုံးမှုဖြစ်စဉ်ကိုသိလို့စိတ်အယံပြင်းပြနေပါတယ်။အမှန်တရားကိုမျက်နှိုးပြီးတော့မတရားမှုတိုင်းကိုမလိုလားတဲ့ရာရှိပါရီ အခုတော့မတရားမှုကြီးတစ်ခုကသူ့စီကိုတဲ့တဲ့မှတ်မှတ်ရောက်လာပြီးသူ့ရင်ပါထဲကချစ်လာစွာသောအမျိုးသမီးလေးကိုဆွဲထုတ်သွားခဲ့ပါပြီ။ဇာပနာပွဲမှာဇနီးတဲ့မတ်တူးရဲ့ဖားခင်ဖြစ်သူကလည်းနောက်ဆုံးတွေ့ရတဲ့ချိန်တုန်းကသမီးဖြစ်သူကိုကောင်းကောင်းမဆက်ဆံမိခဲ့တဲ့အတွက်နောင်တများစွာကိုပါဇက်ကတဖွားဖွားပြောကာငိုကြွေးနေပါလေ။ဇာပနာပွဲကိုတော့ဝမ်းနဲ့ကြေကွဲကြသူအတိနဲ့မတ်တူးရဲ့သေဆုံးမှုပေါ်အဖြစ်မှန်သိလို့တဲ့စိတ်တွေနဲ့ပဲကောင်းကောင်းမုံမပြီးဆုံးအောင်ရာရှိပါရီရဲ့ဆွေမျိုးများကပြုလုပ်ပေးလိုက်ကြပါလေ။ အရာရှိပါရီမာလဲဇနီးတယ်မရှိတော့တဲ့နေ့ရက်တွေကိုတယောက်တည်းအပြင်ဖျက်သန်းဖို့အတွက်စိတ်ကိုပြင်ဆင်ပြီးတော့နောက်နေ့တရက်ကိုစတင်လိုက်ပါတယ်။ရာရှိပါရီအလုပ်ကိုသွားပါတယ်။ဒီနေ့မှတော့ရာရှိတယောက်နေနဲ့မဟုတ်ပဲဇနီးပြည့်သူရဲ့တေဆုံးမှုအမှုမှန်ပေါ်စီဖို့အတွက်နစ်နာသူတယောက်နေနဲ့သွားခဲ့တာပါ။ရုံးရောက်တော့ပါရီကိုသူ့ရဲ့အထက်ရာရှိတူးကဇနီးတဲ့မဆုံးခင်ကအဆက်အသွယ်ဘလို့ရခဲ့ကြောင်းနဲ့ဖြစ်စဉ်ကိုမေးမြန်းပါတယ်။တိုးပေမဲ့အဲ့ဒီအထက်ရာရှိမှာပါရီကိုပုတ်ကွေရအမြင်မကြည်သူဖြစ်တာမလို့ အမှုစစ်စစ်မေးမြန်းမှလောင်ပြောင်းတယောတဲ့စကားများပြောပြီးပါရီရဲ့စိတ်ကိုစွာနေတော့တာပါ။ပါရီလည်းစိတ်ဒေါသကိုထိန်းပြီးတော့မေးမြန်းဖြေပေးနေပြီမဲ့။အထက်ရာရှိမှဇနီးတဲ့နဲ့ပတ်သက်ပြီးတော့မဟုတ်မမှန်ဆွဆွဲပြောဆိုချက်တွေနဲ့ဇနီးတဲ့ဂုံတိတ်ခါကိုထီပါလာသလိုဇနီးတဲ့တေဆုံးစင်ကအတူတွေးခဲ့တဲ့ယောက်ျားလေးအလောင်းနဲ့ပါဖောက်ပြန်ပါတယ်လို့ဆွဆွဲလာတာကြောင့်ဒီမခံနိုင်တော့တဲ့အဆုံးအထက်ရာရှိကိုအသီးစိတ်လွတ်ပြီးတော့ထိုးနှက်မိပါတော့တယ်။အဲ့ဒီအကြောင်းအရာကိုအထက်လူကြီးများသိတဲ့အခါမှာတော့ကိုထက်ရာရှိကိုတော့ပြန်ရိုက်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့တောင်ဝန်ကနေခိတ္တရက်ဆိုင် ခံလိုက်ရပါတော့တယ်။ဘာရီလည်းခုချိန်မှာဇနီးတဲ့စိတ်နဲ့တော့ကားပြီးပွေနေတာမလို့စီစဉ်တော်ပဲလက်ခံပြီးတော့အိမ်ပြန်လာခဲ့လိုက်ပါတယ်။အင်ကိုရောက်တဲ့အခါမှာလည်းအိမ်ရဲ့နေရာတိုင်းမှာဇနီးတဲ့ရှိစဉ်ကမိသားစု၃ယောက်ပျော်ပါဂျီနူးခဲ့ကြတဲ့အငွေတက်တွေကြောင့်စိတ်ကအဆင်မပြေပြန်ပါဘူး။ရက်တွေကြာလာနေမှအမေမရှိဘဲသမီးလေးကိုတယောက်တည်းပြိုးထောင်ရမှာအခက်ခဲလေးတွေလည်းရှိလာပါတယ်။သမီးလေးကသူ့ရဲ့မိခင်ဘယ်တော့ပြန်လာမှလဲဆိုပြီးတော့မေးတဲ့အခါတိုင်းသူ့ရဲ့စိတ်ထဲမှာဝမ်းနဲ့ပူဆွေးမှုတွေဖြစ်လာပါတော့တယ်။ နောက်နေ့တမနာမှာတငယ်ချင်းဖြစ်သူဖုန်းဆက်ပြောတာမဟုတ်ဆိုရှယ်မီဒီယာတွေမှာသူ့ရဲ့ဇနီးတဲ့ဖြစ်သူနဲ့တူဒေဆုံးနေတဲ့အမျိုးသားနဲ့ဖောက်ပြန်နေပါလေလို့မဟုတ်မမှန်ဆွဆွဲထားကြောင်းဒါတွေကိုသိလိုက်ရပါတယ်ဘာရီလဲဒေါသရမ်းထွက်သွားတာမဟုတ်ဖုန်းကိုပစ်ပေါက်ခွဲမိတဲ့အထိပါပဲအဲ့ချိန်မှာပဲဇနီးဖြစ်သူရဲ့အဖေနဲ့မိရောက်လာပြီးတော့သူတို့သမီးမတူသေးဆုံးတာတော့မဟုတ်မှန်ပြောနေကြတော့ကာကွယ်ပေးတင်ကြောင်းသမီးဖြစ်သူကငယ်စဉ်တည်းကရိုးသားတဲ့ကလေးဖြစ်ခဲ့သူမဟုတ်အခုလိုသေးဆုံးသွားတဲ့ချိန်မှာမဟုတ်မှန်ဆွဆွဲပြောဆိုဒါတွေကြောင့် တမိပြည့်သွဲဝိညာဉ်တော်မလွတ်လပ်နိုင်တော့တဲ့ကြောင့်လာပြီးတော့ပြောကြပါလေ။မြီးလေးကိုလည်းဒီလိုပတ်ဝန်းကျင်မှာနေအစိတ်တိကိုက်မှာစိုးတာကြောင့်တို့နဲ့ခဏခေါ်နေဖို့တင့်တော်ကြောင်းနဲ့တောင်းဆိုလိုက်ပါသေးတယ်။ဘာရီကလည်းခြေနေတွေအရန်စိုးလာမှလို့ရောက်ခမတို့ရဲ့တောင်းဆိုမှုလက်ခံပြီးတမိလေးကိုထည့်ပေးလိုက်ပါလေ။ဘာရီရဲ့စိတ်ထဲမှာတော့ဇနီးကိုမုံအမှန်ပြောနေတာပြီးရက်အောင် သူကိုယ်တိုင်တီမှုကိုစုံစမ်းဖော်ထုတ်မယ်ဆိုပြီးတော့စတင်လှုပ်ရှားဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။နောက်နေ့ဇေယုံမှာဇနီးရဲ့အလောင်းစေးစေးချက်ကိုတွားပြီးတော့တောင်းခဲ့ပြီးမြတ် တာဝန်ဆိုင်ငံထားလို့ပေးလို့မရပါဘူးဆိုအကြောင်းပြချက်နဲ့မရခဲ့ပါဘူး။ပါရီကလည်းသူကအရာရှိနေလာတာမဟုတ်ပဲသူဇနီးတော်အမှုမှန်ပေါ်ဖို့နင့်နာသူနေနဲ့လာခဲ့တယ်လို့ပြောပေမဲ့လည်းလုံးဝမရခဲ့ပါဘူး။နောက်တည့်မှာထက်ရာရှိကပါရီနဲ့ပြဿနာဖြစ်တဲ့အင်စပက်တာဟာပါရီအမျိုးသမီးရဲ့အမှုနဲ့ပတ်သက်ပြီးတော့မူမန္တာတွေတင်ပြထားတာကိုသိတဲ့အတွက်အဲ့ဒီအင်စပက်တာကိုတာဝန်ခဏရပ်ဆိုင်းလိုက်ပြန်ပါလိမ့်။အဲ့ဒီအချိန်မှာတိုက်တိုက်ဆိုင်ဆိုင်မဲ့ပါရီရောက်လာတာကြောင့်ဒီမှုကိုပါရီကိုယ်တိုင်လိုက်တင်ကြောင်းအလုပ်ပြန်ဆင်းလို့ရရဖြစ်တဲ့အကြောင်းကိုပြောလိုက်ပါတယ် ။ဘာရီကတော့ဒီလောက်ကို तू မလောက်ချင်တော့ပဲ။ तू ဇနီးကိုမုံမှန်ပြောဆိုနေတာတွေကိုရက်သွားအောင် तू ကိုယ်နိုင်ရတဲ့နီးနဲ့ပေါ်ထုတ်တော့မှဖြစ်တဲ့အကြောင်းကိုပြောလိုက်ပါလိမ့်။ဒီလောက်မှာထပ်ပါအောက်ဖိတွေရမ်းများတာကြောင့် तू ငယ်ငယ်ကအိမ်မက်ဖြစ်ခဲ့တဲ့အလုပ်ရဲ့ uniform ကိုတော့မဝေ့ချင်တော့တဲ့အကြောင်းခတ်တင်းနေမဲ့ပြန်ပြောလိုက်တာပါ။အထက်ရာစီမှာလည်းဒီလိုအမှုမှန်မြန်ပေါ်ခြင်းရဲတယောက်ဖြစ်နေနဲ့အမှုကိုပေါ်လို့ရမယ်ဖြစ်ပြီးတော့ဒီအမှုဟာလုံးသဘောရမဟုတ်ပဲစိတ်ခံစားချက်ကိုထည့်မှသာအမြန်ဆုံးအမှန်ကန်ဆုံးပြီးဆုံးနိုင်မယ်ဆိုတာကိုပြောပြပြီးဘာရီကိုရွေးချယ်ခိုင်းလိုက်ပါတော့လေ။ ပါရီလက်ထက်ရာစီပြောတဲ့စကားတချို့တွေကမှန်နေတာကြောင့်အလုတ်ပေါ်မာနာတော့ရှိပေမဲ့ဇနီးရဲ့အမှုကိုအမြန်ဖော်ထုတ်ခြင်းနဲ့တည်းအလုတ်ကိုပြန်ပြီးတော့လက်ခံလိုက်ပါတော့တယ်။အဲဒီနောက်မှာတော့ပါရီလက်ဇနီးဖြစ်သူရဲ့အမှုအတွက်ဖြစ်နိုင်ခြေရှိတဲ့လူတက်မှုဖြစ်နိုင်တဲ့အကြောင်းအရာများကိုဆက်ဆက်ပြီးတော့စတင်စုံစမ်းပါတော့တယ်။ပထမဆုံးသူဖမ်းဆီးခဲ့တဲ့တရားခံတွေကသူ့ကိုလက်စားချေခြင်းလို့ဇနီးဖြစ်သူကိုလုတ်ကြံခဲ့လေသလားသိချင်တာကြောင့်ကိုယ်တိုင်မဲ့သူ့ရဲ့တရားခံဖြစ်ခဲ့ဘူးသူတွေစီကိုသွားပြီးတော့စုံစမ်းမေးမြန်းပါတော့တယ်။ ပထမတစ်ယောက်ကလည်းသူကတပည့်တွေရှေ့မှာရှက်လို့သာရဲတွေပေါ်ကိုထီးလိုက်ရောက်ပြန်ပြီးတော့ခံချဘူးတာဖြစ်ကြောင်းနဲ့အရာရှိပေါ်မှာအညှိုးထားလို့စိတ်မရှိကြောင်းအေးဆေးစွာပဲဒလီတစားပြန်ပြီးတော့ပြောခဲ့ပါလေဒုတိယအနေနဲ့နောက်ထပ်တရားခံတယောက်စီထပ်လိုက်သွားပါလေအဲ့တရားခံမှလည်းထောင်ကလွတ်လာပြီးတော့မကြိုင်မှာပဲအသေးရောကနေဆုံးပါသွားပြီဖြစ်ကြောင်းကိုတရားခံတပည့်ဖြစ်သူထံကနေပြန်ကြားခဲ့ရဖြစ်လို့ဇနီးဖြစ်သူဆုံးပါသွားတဲ့အမှုမှာသူ့ရဲ့တရားခံဟောင်းနေတဲ့ကလက်စားချီတာမဟုတ်ကြောင်းကိုတော့ရှင်းရှင်းလင်းလင်းသိခဲ့ရပါလေ ဘာရီလဲဇနီးတဲ့အမှုကိုအစာဖော်ဖို့တော့မှခက်ခဲနေတာမဟုတ်လို့သူ့ရဲ့လမ်းကြောင်းမှားနေပြီလားလို့စိတ်ညစ်စွာနဲ့တပည့်ဖြစ်သူတန်းယင်ဖွင့်လိုက်ပါလေတပည့်ကလည်းအလင်းလိုစရာမလိုပဲတခုချင်းစီလုံးရင်အစင်ပြေနိုင်ပါတယ်ဆိုပြီးတော့ဘာရီကိုနှစ်သိမ့်ပေးပြန်ပါတယ်ဒါနဲ့ဘာရီလဲအကြံတစ်ခုရပြီးတော့သူဇနီးသူစီလာမယ်ဆိုတော့ကသုံးဘိန်းစီလာမယ်လို့ပြောတာကိုသတိရသွားပါလေတပည့်ဖြစ်သူကတော့သူတို့မျိုးမှာရှိတဲ့သုံးဘိန်းမျိုးစားနှစ်ခုတည်းကဘယ်တစ်ခုလဲဆိုတာသိရရင်တော့ဖော်ထုတ်ဖို့အတွက်ပုံမြန်နိုင်ကြောင်းဆရာကိုအကြံပေးခဲ့ပါတယ် ဒါနဲ့ပါရီလည်းအိမ်ကိုပြန်ခဲ့ပြီးတော့အဖြစ်ပြတစ်ခုတိုင်းကိုသေချာပြန်စဉ်းစားပါလိမ့်။အတွေ့ထဲမှာတော့ဇနီးတွေပြောမှုတဲ့စကားလေးတွေသူ့ရဲ့ပုံရိပ်လေးတွေကနေရာအနှံ့မှာမြင်ရောင်နေတော့တာပါ။သမီးလေးရဲ့သူ့အမေကိုပြန်ရှာခိုင်းတဲ့စကားသံလေးတွေကလည်းပါရီရဲ့အတွေ့ထဲမှာစိုးမိုးလွန်းလို့အိမ်မက်တွေတဲ့အထိကိုပါလာခဲ့ပါလိမ့်။ပါရီလည်းအိမ်မပြောမဲ့အတူတူဆိုပြီးတော့အတွေ့တစ်ခုရနဲ့အခင်းဖြစ်တဲ့ညကသူဇနီး၃ဘိန်း၅ရှိတဲ့အချိန်ကိုအနည်းဆုံးခံမှန်းပြီးတော့သူဇနီး၃ဘိန်း၅ရှိတဲ့နေရာအဆကနေစပြီးတော့ အခင်းဖြစ်တဲ့နေရာထိ၃မိန်းစီးကိုငားစီသွားလိုက်ပါတော့တယ်။အခင်းဖြစ်တဲ့နေရာရောက်တော့၃မိန်းမောင်းသမားပြောတဲ့အချက်တွေရသူစနီးငားစီးခဲ့တဲ့၃မိန်းဟာရိုးရိုး၃မိန်းမဟုတ်ပဲည၁၀နာရီမှာပြေးဆွဲတဲ့ share auto ၃မိန်းမျိုးစားမှန်တိခဲ့ရပါတယ်။နောက်တစ်ချက်မှာတော့ပါရီယာသူစနီးရဲ့အမှုဟာတယောက်တည်းကျူးလွန်တာမဟုတ်ပဲလူများပါဝင်နေကြောင်းသူစနီးဟာလွယ်လွယ်နဲ့အရှုံးမပေးသူမလို့တယောက်ချင်းဆိုရင်လွတ်မြောက်နိုင်ကြောင်းကိုပြောပြပါလိမ့်။ငားစီလာတဲ့၃မိန်းကလည်း share auto ဖြစ်နိုင်တယ်ဆိုတာကိုပြောပြပြီးအခင်းပြတဲ့ညကအခင်းပြတဲ့နေရာကိုသွားတဲ့ လမ်းတစ်လျှောက်က CCTV မှတ်တမ်းတွေကိုစုထားခိုင်းလိုက်ပါတယ်။နောက်ရက် CCTV မှတ်တမ်းရတာနဲ့ CCTV ထဲမှာ share auto မျိုးစား၃မျိုးတွေရေနံပါတ်တွေကိုမှတ်သားပြီးတစည်းချင်းစီရဲ့အသေးစိတ်အချက်အလက်တွေကိုတပည့်ဖြစ်သူကိုစုံစမ်းခိုင်းလိုက်ပါတယ်။တပည့်ဖြစ်သူကဆရာပေးတဲ့တောင်းကိုလက်ခံပြီးတော့စိတ်မကောင်းစွာနဲ့သူရလာတဲ့အလောင်းစေးစေးချက်ကိုဆရာလက်ထဲကိုထည့်ပေးလိုက်ပါတယ်။ဖွင့်ဖတ်ကြည့်တဲ့အခါမှာတော့သူထင်တဲ့အတိုင်းဇနီးပြစ်သူကိုအုပ်စုဖွဲ့အတင်းအတ္တမပြုတ်ကျပြီးတော့တတ်ဖြတ်ထားခဲ့ကြတာပါ။ပါရီလည်းပြောစရာစကားတွေပျောက်ဆုံးပြီးတော့မျက်ရည်များဝဲလာရပါတော့တယ်။ ဘာရီထိုင်ပြီးတော့စဉ်းစားရတဲ့မျက်မြင်သက်သေတော့ရှိမှာပဲဆိုပြီးတော့တွေးမိလာပါတယ်။အဲ့ဒါနဲ့ပဲအခင်းဖြစ်တဲ့နေ့ကရဲစခန်းမှာအလောင်းတွေ့တယ်လို့လာသတင်းပေးတဲ့သူကိုအရင်လိုက်ပြီးတော့ရှာပါတော့တယ်။ရှာတွေ့တော့လဲသတင်းပေးတဲ့သူကအခင်းဖြစ်တဲ့နေရာနီးလက်ဖက်ရည်ဆိုင်ကလူပါ။လက်ဖက်ရည်ဆိုင်ကလူကလည်းအလောင်းနှလောင်းကိုအတူရင်မြင်ခဲ့တာမဟုတ်ပဲသူ့ဆိုင်မှာလက်ဖက်ရည်တောင်းနေကြလူကလာပြောပြလို့သူကပဲရဲစခန်းကိုသတင်းပေးခဲ့ရာအကြောင်းပြန်ပြီးတော့ရှင်းပြပါတယ်။အလောင်းနှလောင်းပထမဆုံးမြင်တဲ့သူမှာတွဲကားမောင်းသမားတယောက်ဖြစ်ပြီးတော့သူ့ဆိုင်မှာလည်းလက်ဖက်ရည်တောင်းနေကြလူပါ။ ဒါပေမဲ့အဲ့ဒီကားမမလာတာတလားလောက်ရှိဖြစ်ပြီးတော့သူဆိုင်ုံလာတာနဲ့ဆက်သွယ်ပေးမယ်လို့ဆိုကအရာရှိတဲ့ဖုန်းနံပါတ်ကိုယူထားလိုက်ပါလိမ့်။ကံကောင်းစွာနဲ့ပါရီတို့ထွက်သွားတဲ့ချိန်မျက်မြင်သက်သေကားသမားကလည်းလက်ဖေးဆိုင်ကိုဆိုက်ဆိုက်ရောက်လာပါတော့လေ။ပါရီတို့လည်းတိရနဲ့ချက်ချင်းပြန်လှည့်ပြီးတော့ကားသမားကိုဆေးဆေးမေးမြန်းကြပါလိမ့်။ကားသမားသူ့ကိုမရိုက်အမှန်တိုင်းပြောပြမယ်လို့ဆိုလိုက်ကအခင်းပြတဲ့နေ့ကသူအပေါ်သွားနေလို့ရေကန်သားမှာအလောင်းနှလောင်းတွေးခဲ့ပြီးယောက်ျားလေးအလောင်းစီကနေထွက်ကြတဲ့ပတ်ဆိုင်အိတ်ကိုသူယူထားခဲ့တယ်လို့ဆိုပါတယ်။ ိုင်နောက်မမလက်ဖေးဆိုင်ပါရှင်ကိုအလောင်းနေတွေ့ခဲ့ကြအောင်ပြန်ပြီးတော့ပြောပြခဲ့တာပါလက်ရှိမှာတော့ပတ်ဆိုင်အိတ်ကပတ်ဆိုင်အကုံသုံးပြီးဖြစ်ပြီးတော့ပါရှင်မျိုးသားအလောင်းရဲ့ ID ကတ်နဲ့အချက်လက်တချို့ပါတဲ့အိတ်ကိုပါရီတို့စီပြန်ပြီးတော့အက်လိုက်ပါလိမ့်ပါရီလည်းအိတ်ထဲမှာပါတဲ့လိမ့်စာတစ်ခုစီသွားပြီးတော့ဒေဆုံးသူမျိုးသားအကြောင်းကိုမေးမြန်းခဲ့ပါလိမ့်အဲ့လူရဲ့အလုံးချိန်ဖြစ်သူစီကနေတော့ဒေဆုံးသူကအချင်းစာရိတ္တကောင်းမွန်တဲ့လူကောင်းတစ်ယောက်ဖြစ်ပြီးတော့ချစ်သူကောင်းမလေးနဲ့လက်ထပ်ဖို့အတွက်ကိုအလုံးလုံးပြီးတော့ငွေစုနေတဲ့လူကောင်းတစ်ယောက်ဖြစ်တယ်ဆိုတာကိုသိလိုက်ရပါလိမ့် ဘာရီတယောက်ရန်ကိုစိတ်ရှုပ်သွားခဲ့ရပါလိမ့်။အစဖော်ထုတ်များတဲ့အမှုတွေတရားမျှတမှုကဘယ်လိုလဲ။ဘယ်သူနဲ့မှလည်းရန်ညိုးမရှိတဲ့သူစနီးပေါ်ရက်ရက်ဆက်ဆက်လှုပ်ခဲ့တာဘယ်သူလဲ။အတူသေးဆုံးနေတဲ့အမျိုးသားကလည်းပြစ်မှုမရှိဇနီးတယ်နဲ့လည်းရင်းနှီးသူမဟုတ်ဘဲနဲ့အတူတူသေးဆုံးနေကြသေးတယ်။အတွေ့များစွာနဲ့ပဲဇနီးတယ်သေဆုံးသွားတဲ့နေရာလေးမှာပါရီတယောက်အော်ဟစ်ငိုကြွေးလိုက်ပါတော့တယ်။ညာညာမှာတော့ပါရီအိတ်ပြော်နေတော့ရောက်ခမနဲ့တူသွားနေတဲ့သမီးလေးစီကဖုန်းဆက်လာပါတယ်။ အဖေနဲ့မေကိုတရိယာအကြောင်းပြောပြီးတော့သူတို့အဖိုးဖွားအိမ်သွားတဲ့နေ့ကသူ့အမေတယောက်တည်းပြန်ရင်းနဲ့ကားပေါ်မှာသူ့ကိုပုံမြင်ပြောပြခဲ့တယ်လို့အဖေဖြစ်သူပါရီကိုပြောပြပါတယ်။ပုံမြင်လေးကမြောက်ကလေးတစ်ကောင်အကြောင်းဆိုပြီးတော့အမေပြောပြခဲ့တဲ့ပုံမြင်ကိုအဖေကိုပြန်ပြီးတော့ပြောပြပါတယ်။ပါရီလည်းနားထောင်ပြီးတော့အချိန်ခဏကြာတော့သမီးလေးကိုစောအိတ်ဖို့ချော့ပြောပြီးတော့သူလည်းအိတ်ရပြန်ဝင်လိုက်ပါတယ်။နောက်မနေ့ရဲစခန်းမှာမျိုးသမီးတယောက်ကိုလိန်ပိုင်းဆိုင်အထီးပါစော်ကားသူကိုဖမ်းလာကြပါတယ်။ပါရီလည်းအမှုကိုကြားတာနဲ့အဲ့လူကိုရိုက်နှက်ပါတော့တယ်။ အမျိုးသမီးတွေကိုလေးစားတင်ကြောင်းနဲ့ဒီလိုလူမျိုးတွေဟာအပြစ်နဲ့ထိုက်တန်ကြောင်းပြောရင်းနဲ့ဒေါသပိုထွက်လာပြီးတော့ရိုက်နှက်နေတာကိုရုံမှရှိတဲ့တခြားလူတွေကဝင်ဆွဲมาပဲရက်ပါတော့တယ်။တပည့်ဖြစ်သူဟာ CD မှတ်တမ်းမှရှိတဲ့ Auto Share မျိုးစား၃ဘိတ်နေအကုန်လုံးကိုဆရာပြည့်သူတန်စစ်ဆေးဖို့ခေါ်လာပါတယ်။ဘာရီလဲဇနီးဖြစ်သူရဲ့ပုံကိုပြကာတယောက်ချင်းစီကိုစစ်ဆေးမေးမြန်းခဲ့ပေမဲ့လိုချင်တဲ့အဖြေမျိုးတော့မရခဲ့ပါဘူး။ဒီထဲမှာ၃ဘိတ်ဆရာတယောက်ကတော့ဘာရီရဲ့ဇနီးဖြစ်သူကိုယခုအမှုကြောင့်သတင်းစာရီထဲမှာမြင်မှုကြောင့်နဲ့ ဇနီးတဲ့အတွက်စိတ်မကောင်းချောင်းကိုပါရီကိုပြောလိုက်ပါတယ်။ပါရီလည်းစိတ်ညစ်ပြီးတော့ထိုင်နေတော့သူ့တပည့်နဲ့စကားပြောနေပါတယ်။မရင်းညာသူသမီးပြောပြတဲ့ပုံမြင်ထဲမှာသဲလုံစားရှာလို့ရနိုင်ကြောင်းသူဇနီးကပုံမြင်ပြောရင်လက်ရှိအနားမှာမြင်ရတဲ့အရာကိုပုံမြင်ထဲမှာထည့်ပြောတတ်တဲ့အကျင့်ရှိချောင်းတွေကိုတပည့်ကိုပြောပါတယ်။တပည့်ကတော့ကလေးပြောတဲ့ပုံမြင်ထဲမှာမြောက်တွေငှပြောသီးတွေပဲပါတာမလို့ဒီပုံမြင်ထဲကနေသဲလုံစားရှာလို့မရနိုင်ဘူးဆိုပြီးပါရီကိုပြန်ပြောပါတယ်။ဒရုန်းနဲ့သုံးမိန်အားလုံးပြန်သွားတဲ့ချိန်သူဇနီးကိုသတင်းစာမှာ မြင်ဘူးတယ်လို့ပြောတဲ့လူမောင်းတဲ့သုံးဘင်းရဲ့အရှိကမ်းမှာမြောက်ရုပ်တော့ချိန်လေးချိန်ထားတာကိုပါရီမြင်လိုက်ရပါတော့တယ်။အိမ်ရဲ့မိဖို့ကန်းထဲမှာလင်မယားနှစ်ယောက်စကားများနေကြပါတယ်။ယောက်ျားဖြစ်သူကဒီနေ့ CCTV မှတ်တမ်းမှာပါတဲ့သုံးဘင်းတွေရဲစခန်းမှာခေါ်ဆစ်ခံအောင်ပြောပါတယ်။အိမ်နေအချိန်ကသူကအိမ်မှာပဲရှိနေရမလို့ CCTV မှတ်တမ်းမှာပါစရာမလိုကြောင်းပြောလိုက်ပါတယ်။အခုလိုပါလာရတာကလည်းသူတို့ရဲ့သားဖြစ်သူကသုံးဘင်းကိုယူသွားလို့အခုလိုစစ်ဆေးခံအောင်ကိုပြောလိုက်တာပါ။မိမဖြစ်သူကတော့သူ့သားကိုမဆွဆွဲဖို့ဒေါသတကြီးညင်းဆိုပါတယ်။ ယောက်ျားဖြစ်သူဟာသူသားအကြောင်းသူသိကြောင်းသားဖြစ်သူအသက်15နှစ်မှလည်းမရိမှုနဲ့ထောင်ကြဘူးကြောင်းသားဘက်ကကာပြောမနေပဲဆုံးမတင်ကြောင်းကိုပြောလိုက်တာပါအခုဖြစ်နေအမှုမှလည်းသားဖြစ်သူဒါနာပါဝင်နေနိုင်ကြောင်းပြောပြီးတော့စိတ်ပြက်ပြက်နဲ့အိမ်ကနေထွက်သွားဖို့တကားဖွင့်လိုက်တဲ့အခါအရာရှိပါရီကအိမ်ပေါက်ဝါမှာရောက်နေနေပြီပဲဖြစ်ပါလေသူတို့လင်မယားပြောတာအကုန်လုံးကြားပြီးကြောင်းနဲ့သားဖြစ်သူဒါနာစီကိုဖုန်းခေါ်ပေးဖို့ပြောလိုက်ပါတော့တယ်ဒါနာကတော့ဖားကင်ဆက်တဲ့ဖုန်းကိုမကင်ခဲ့ပါဘူး ဒါနာစွာကားရီစီယုံမှာလှုပ်လှုပ်နေတဲ့လူငယ်တယောက်ပါသူကိုယ်တိုင်ရောသူ့ရဲ့အပေါင်းအသင်းတွေကပါစိုးသွမ်းရမ်းကားကြပြီးတော့မရိမှုပြစ်မှုမှတ်တမ်းတွေရှိကြတဲ့သူတွေပါအခုလဲဒါနာအလုတ်လှုပ်နေတော့သူငယ်ချင်းဖြစ်သူကကောင်မလေးတယောက်ကိုအရမပြုတ်ချင်းမှုမြူးဆွဲခေါ်ဆောင်ထားတာမဟုတ်လို့ကျောင်းသူလေးကဒါနာတို့ရဲ့အလုတ်ယုံစီဒါနာရဲ့တငယ်ချင်းကိုလာရှာပါတယ်ဒါနာလဲတငယ်ချင်းစီဖုန်းဆက်ပြီးတော့အကျိုးအကြောင်းပြောပြတော့ကောင်မလေးကိုဘုရားကျောင်းပြထဲမှာဆောင်ခိုင်းမှုနဲ့ကောင်မလေးကိုမုံကျွေးဖို့ပတ်စံလူကျောင်းပြောပါတယ်ဒါနာလဲသူကူညီမယ်လို့ပြောကပတ်စံအိမ်မှာကြံခဲ့တာမဟုတ်လို့ သူအိမ်မှာသွားอยู่ဖို့တကယ်ချင်းဖြစ်သူကိုပြောလိုက်ပါတယ်တကယ်ချင်းဖြစ်သူလဲဒါနာပြောတဲ့အတိုင်းဒါနာရဲ့အိမ်ကိုသွားပြီးတော့ပတ်စံသွားอยู่တဲ့အခါဒါနာရဲ့ခန်းထဲမှာပုံပြီးတော့အစင်းသင်းစောင့်နေရဲရာရှိဘာရီရဲ့ဖန်ဆီးခြင်းကိုခံလိုက်ရပါတော့တယ်ဘာရီကဒါနာရှိတဲ့နေရာကိုမေးကဒါနာရဲ့တကယ်ချင်းဖြစ်သူကိုလမ်းပြခိုင်းလိုက်ပါတယ်အရင်ဆုံးဒါနာရဲ့အလုံယုံစီသွားပြီးတော့ရှားပြီးမဲ့ဒါနာမရှိတာကြောင့်သူ့ရဲ့လုပ်ဖို့ကိုင်ပြဒါနာရှိတဲ့နေရာကိုပြောပြလိုက်ပါတယ်ဒါမဲ့လုပ်ဖို့ကိုင်ပြသုံးမိမော်ကအရာရှိပါရီရဲ့6ရောက်တစ်ဖက်ကိုမြင်သွားပြီးတော့ တခုခုပြစ်နေပြီးစွာကိုသိလိုက်တာမလို့ဒါနာစီလဲဖုန်းကြိုးဆက်အတီးပေးလိုက်ပြီးသူတို့အုပ်စုကလည်းပါရီတို့သုံးပိနောက်ကနေခတ်ခွာခွာလိုက်သွားကြပါလေနေရာကိုရောက်တော့ပါရီနဲ့ဒါနာရဲ့တငယ်ချင်းဖြစ်သူဟာဘုရားကျောင်းပြတ်ပေါ်တက်ပြီးတော့ဒါနာကိုလိုက်ရှာခဲ့ကြပါလေဒါနာလည်းသတင်းကြိုယာပြီးသားမလို့ပုံနေခဲ့ပြီမဲ့အရာရှိပါရီရဲ့အရေးချင်းကြောင့်ဒါနာပုံနေတဲ့နေရာကိုချက်ချင်းပဲတီသွားခဲ့ပါလေဒါနာရဲ့တငယ်ချင်းဖြစ်သူကတော့အခွင့်အရေးရတာနဲ့တပြိုင်နက်ထဲမှာပဲပါရီလက်ထဲကနေလွတ်အောင်ပြေးခဲ့ပါလေ ဒါမဲ့ချင်းသိတကောင်တို့ခွန်အားကြီးမှလည်းပါရီရဲ့လက်ထဲကနေဘယ်သူမှမလွတ်နိုင်တာမို့ထွက်ပြေးတဲ့သူရောတငယ်ချင်းကိုလာခဲ့တဲ့ဒါနာပါပါရီရဲ့လက်မှာပဲနာကျင်သွားနဲ့လဲကြခဲ့ရပါတယ်ဒါနာရဲ့ကားရေးစေးုံကလုံးဖို့ကင်ဘတ်တွေလည်းရောက်လာပြီးတော့ပါရီကိုဝိုင်းပြီးတော့ခုခံကြပြီမဲ့ပါရီကတော့သူစနီးခံခဲ့ရတဲ့အတိုင်းအကုန်လုံးကိုချိန်မွားပစ်တော်မှာမလို့ဘယ်သူမှလွတ်လန့်မရှိကြတော့ပါဘူးတနာယူတွေအားလုံးပါရီရဲ့လက်ချက်နဲ့အကုန်လုံးအတုံးယုံလဲကြကုန်ပါတယ်သူစနီးကိုဘာလုပ်ခဲ့လဲလို့နာနာကြီးကြီးကြိုက်နှက်ပြီးတော့မေးနေပါတယ် သူ့ကိုစမ်းမရိုက်ဖို့တောင်းပန်ပြီးတော့အပြည့်မှန်အားလုံးကိုပြောပြပါမယ်လို့ဆိုကရေခိုးတောင်းပန်လိုက်ရပါတယ်။အရင်ညမှာဇနီးပြည့်သူမာတူကဘာရီနဲ့ချိန်ထားခဲ့တဲ့နေရာကိုသွားဖို့၃ဘေးကိုငှားခဲ့ပါတယ်။အဲ့ဒီ၃ဘေးကိုတော့ဒါနာနဲ့သူ့တငယ်ချင်းကမောင်းခဲ့တာပါ။လိုက်ဖို့တဲ့လမ်းတစ်လျှောက်လုံးဒါနာနဲ့သူ့တငယ်ချင်းဟာမာတူရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုမှန်တဲကနေကြည့်ပြီးတော့တယောက်နဲ့တယောက်အချက်ပြနေကြပါတယ်။ဒုံနဲ့မာတူစီကိုမိဘအိမ်မှာထားခဲ့တဲ့တမီးလေးကဖုန်းဆက်လာခဲ့ပြီးတော့သူမအိတ်လို့မရလို့ပုံမြင်ပြောပြဖို့ပြောလာတာကြောင့် <laughs> ဘာပုံမြင်ပြောပြရမလဲလို့စဉ်းစားနေ။သုံးဘိတ်မှာချိတ်ထားတဲ့မြောက်ရုပ်လေးကိုမြင်လာနဲ့မြောက်ပုံမြင်ပြောပြမယ်ဆိုပြီးမြောက်ကလေးနဲ့လယ်သမားကြီးအကြောင်းကိုပြောပြပါတော့လေ။မာရူဟာသူသမီးကိုပုံမြင်ပြောပြရင်ဖုန်းလိုင်းကြာသွားတာမို့လို့ဖုန်းကိုချပြီးတော့ဒီတိုင်းပဲလိုက်လာခဲ့ပါတယ်။ဒီချိန်မှာတော့ဒါနာနဲ့သူတငယ်ချင်းကမာရူကိုဓာတ်ပုံခိုးရိုက်ပြီးတော့တခြားတငယ်ချင်းတွေစီပို့ပေးပြီးချိန်ထားတဲ့နေရာကိုလာခဲ့ဖို့ပြောလိုက်ပါတယ်။မာရူကတော့ဒါကိုမသိပဲမိုးချုံနေပြီးမို့လို့ဂိမ်းမုန်းပြသူတန်ရောက်ချင်းစောသာကြီးနေပါတော့တယ်။ ီလိုနဲ့အခင်းဖြစ်ပွားတဲ့တောင်ကုန်းကြီးရေကန်ဘေးကိုရောက်တဲ့အခါမှာတော့ဒါနာနဲ့သူငယ်ချင်းဟာမာရုကိုသုံးမိန်ဘော်ကနေအတင်းကျပ်ဆင်းခိုင်းပြီးတော့အတ္တမပြုတ်ခြင်းကိုစူးစားပါတော့တယ်မာရုကအားမမြပေမဲ့လည်းအတင်းကန်ယုံနေရတာမဟုတ်လို့မာရုရဲ့ခေါင်းကိုပလင်းလုံးနဲ့ကြိုက်လိုက်ပြီးတော့မာရုမထနိုင်တော့တဲ့ချိန်မှာဒါနာရဲ့တခြားငယ်ချင်းအုပ်စုလည်းရောက်လာပြီးတယောက်ပြီးတယောက်အတ္တမပြုတ်ခြင်းကြပါတော့တယ်တောင်အမြင်နဲ့လမ်းသွားလမ်းလာတယောက်ကလည်းမာရုကိုဝင်ကယ်ခဲ့ပြီးမဲ့ဒါနာတို့အုပ်စုနဲ့အင်အားချင်းမမျှတာမလို့ဝင်ကယ်ပေးတဲ့လူငယ်လေး ဒါနာတို့လက်ချက်နဲ့ပဲစုံပါသွားခဲ့ရပါတယ်။မာရူကလည်းဒါနာတို့ရဲ့ရက်ဆက်ယုံမာမှုတွေကြောင့်အထမပြုကျင့်ခံရရင်အသက်ဆုံးဆုံးသွားခဲ့ရပါတယ်။ဒီဖြစ်ပျက်ကိုပြန်ချတဲ့ဘာရီတယောက်အတွက်တော့မျက်စိရှိမှရှိနေတဲ့လူယုံမာတွေကိုဇနီးတဲ့ကိုစားရက်ရက်ဆက်ဆက်လက်စားချေပေးဖို့ကလွယ်ပြီးကြံနေအတွေးမရှိတော့ပါဘူး။အဲဒီမှာပါရီယာမာဒူပြောတယ်ချင်းသိပုံမြင်တဲ့ကသူ့နယ်မြေကိုစီးကြော်လာတဲ့ခွေးအားတွေကိုနှိမ်နေနေတယ်ချင်းသိတကောင်လိုပြုတ်မှုနေပါပြီဒါနာပါဝင်သူ့ရဲ့အဖွဲတွေကလူအလုံးကို ်ပါရီတယောက်ထင်းနဲ့သူ့ရဲ့ဇနီးမာဒူနာကျင်ခံစားရတဲ့အတိုင်းအရိထက်လေးပူအောင်ပါရီရဲ့လက်နဲ့ပဲအဆုံးသတ်ပေးလိုက်ပါတော့တယ်ဒီဇလန်လေးရဲ့ဆုံးမှာတော့ပါရီပြောခဲ့သလိုပဲဒီလိုယာဆွေးမှုကျူးလွန်သူတွေဟာတရားခွင်ရဲ့ပြစ်ဒဏ်နဲ့တည်းမကပဲလူအတိုင်းဝိုင်းမှာအနေဆုံးလူတွေဖြစ်နေတတ်မှတ်ခံနေကြောင်းမိဘတွေကလည်းတားသမီးတွေမွေးလာခဲ့ရင်လူကောင်းတယောက်ဖြစ်အောင်ပြိုးထောင်သင့်နေကြောင်းလူတယောက်ဖြစ်မွေးဖွားလာရင်လေလူတယောက်ရဲ့ကိုကျင်းသိက္ခာနဲ့အညီနေထိုင်တဲ့အကြောင်းတွေက လူပတ်ဝန်းကျင်လူတိုင်းဝိုင်းမှာလူတိုင်းမကျင့်သုံးပေမဲ့အရေးကြီးဆုံးຢာတွေဖြစ်နေပါတယ်ဒီလိုမရေမှုကျူးလွန်သူတွေရှိလာရင်သက်ဆိုင်ကနေမဟုတ်ပဲပြည်သူတွေအားလုံးကပါနောက်ထပ်ကျူးလွန်သူတွေမရှိလာအောင်ဝိုင်းဝန်းပြီးတော့ဖယ်ကျင်ထားတင်ပါတယ်လိမ်ပိုင်းဆိုင်ရာစော်ကားမှုတွေကိုအမြင့်ပြတ်အောင် တိုက်ထုတ်ပြီးတော့အားနည်းတဲ့မျိုးသမီးတွေကိုကာကွယ်ကြဖို့လေနှိုးစော်လိုက်ပြစီခင်ဗျာဟုတ်ကဲ့ပါဆုံးနေကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တယောက်စီတိုင်းကိုဂျေဇူးတူတင်ရှိပါကြောင်းနဲ့ပရိသတ်များနဲ့တကွာတိုင်းပြည်နဲ့လူသားမျိုးနွယ်ကိုအစိမ့်မခတ်သူများအားလုံးပဲကျမ်းမာဘေးကင်းကြပါစီခင်ဗျာ ကျွန်တော်အံ့ခင်မှုပါ